ူတို့တော့မသိဘူးမိမလည်းမျိုးသမီးလည်းအဲ့လို TikTok တွေပဲမတုံးတော့သူလည်းမသိဘူးသမီးကတော့တွေ့တယ်ပေါ့လေတွေ့တော့ဆိုရည်ရပေါ့ဒါပါဩအမဘူးအဲ့ကျွန်တော်အဲ့တချင်းနေကဟိုအဲ့လိုကြည်ရင်နဲ့နားထဲဝင်နေတဲ့ချင်းလေးအဲ့ဒါနဲ့ကြည်ရင်နဲ့အဲ့လိုမျိုးအိမ်မှာအားနေတဲ့ချင်းလေးထားကလိုက်တာပြီးတော့ပြင်းပြပါပဲဘာမှမဟုတ်ပါဘူးအဲ့ကိုလည်းကကိုကကိုကြည်ရင်နဲ့လည်းရည်ချင်တာနဲ့သူများလည်းရအောင်တင်ပေးလိုက်တာ အဲ့တော့ကြာဗီဇပါလာတာပေါ့လေဝါသနာလဲဂီတဘက်ကပို့ပြီးတော့လဲသူတို့ကလေးတွေအာတိသရှိတာရှိတော့လဲကျွန်တော်တို့ကတော့ပံ့ပိုးရမှာပေါ့ဟုတ်အဲမူမူကအဲသူ့ကိုကားရိုက်ဖို့ပြောထားကြပြီလေအဲဟိုကြည့်မှာရုပ်ရှင်တကားလဲရိုက်ပြီးပြီဆိုတော့ဒါဒီဗီဒီယိုတကားလဲသူ့ကိုရိုက်ပေးဦးမယ်လို့ပြောထားတော့ရိုက်ပေးပြတ်တာပေါ့ဟုတ်အဲနည်းနည်းလေးတော့သူကဟိုပေါ့နည်းနည်းလေး အဲဇက်လေးကနည်းနည်းလေးဟိုလျှို့ဝှက်ချက်လေးနည်းနည်းပါတယ်ဇက်လေးပေါ့လေနည်းနည်းလေးဇက်ဇက်လန်းပုံစံလေးကနည်းနည်းလေးစမ်းထားတဲ့ဇက်လေးပေါ့ဒီထဲမှာကျွန်တော်ကစာရေးဆရာဗျအဲစာရေးဆရာ character တော့အဲတိတ်မထူးဆန်းပေမဲ့ဒီဇက်ဖွဲ့စည်းပုံနဲ့ဟိုအထဲမှာပါတဲ့ဟို plot လေးတွေကနည်းနည်းလေးတမယူကြမဟုတ်တာလေးတွေပါပါတယ်အဲ့လိုမျိုးတော့မဟုတ်ဘူးဗျ तू ကဒီဒီဘက်ပေါ့ပေါ့ပါပါနဲ့ဟိုသူဒီလိုဘယ်လိုကောင်းမလဲနာမည် ကြော်ကြားနေတဲ့ live ကိုဒီတိုင်းပဲပေါ့ဘာလေးဖြတ်တန်းနေစာရေးစာတောက်ပေါ့အဲ့လိုထဲဒါမိုးကိုဟိုဘယ်လိုကောင်းမလဲကိုကလည်းအဲ့လိုသူ driver ဖြစ်စီစဉ်တယ်လေအဲအကြောင်းလဲကိုလည်းကိုနိုင်တဲ့ဘက်ကနေ support လုပ်တာပေါ့ရှိပါတယ်အဲသူသူ့မှာအခြေခံဝန်စာရှိပြီးသားဆိုတော့ဒါရိုင်းရိုင်းနေတော့ပို့ပြီးတော့ဝန်စာဖြည့်ရမှာပေါ့လေတော့ရှိပြီးသားပါ driver တယောက်ရဲ့ဟိုဖန်တီးမှုပုံဖော်မှုကတော့သူ့မှာ essence အပြည့်ရှိတယ်လေအဲသူ့ပုံစံလေးနဲ့သူခွဲထွက်ပြီးတော့ ဒီကားကဒါမို့ကားကြည့်တာနဲ့မိုးမိုးရိုက်တဲ့ကားမျိုးဖြစ်ဖို့တော့သူနည်းနည်းပြင်ဆင်အောင်မပေါ့အဓိကတော့ကျွန်တော်ဟိုပါပေါ့ဟိုကျွန်တော်တို့ရဲ့ဖန်တီးမှုနဲ့ဟိုဖြောပြတင်ဆက်မှုကဟိုပြည်သက်တွေတခုခုပေါ့နော်ဟိုဖြစ်နိုင်မယ်ဆိုတဲ့အနေအထားတစ်ခုကိုပဲကျွန်တော်တို့အဓိကဥတီဗီဟိုရိုနဲ့ကလည်းစဉ်းစားတာပါပဲရည်ရရှိလဲရည်မယ်ပေါ့လေငွေရရှိလဲငွေရမယ်ပေါ့အဲပျော်ရရှိလဲပျော်ကြမယ်ပေါ့အဲ့လိုရတာတစ်ခုခုကိုပေးနိုင်ဖို့ပဲဟိုရည်ရတာပါဟိုအဲ့ဒီကြားထဲမှာမှဟို ရာဇာတစ်ခုခုကိုမရောက်တဲ့တချို့ဇက်မျိုးတွေရှိတာပေါ့လေဟိုပေးကျင်တဲ့ရာဇာကိုတိတိယောက်မရောက်ဘဲနဲ့ဟိုဘယ်လိုခေါ်မလဲအဲရာဇာတစ်ခုမပြည့်မီပါတဲ့ဇက်မျိုးတွေလည်းရှိတာပေါ့အဲ့လိုဟာမျိုးဆိုရင်တော့ကျွန်တော်ကမရိုက်ဖြစ်တာများပါတယ်ကျွန်တော်ဒရိုက်တာတော့တကောင်မလုပ်ဘူးပါမလို့ဘူးမလို့ဘူးဆိုတာဟိုတိ ਉ ဆောင်ပဲလောက်တာပါဒရိုက်တာကတော့ဟို future မှာတော့တခုခုတော့ဖြစ်ခြင်းလည်းဖြစ်မှာပေါ့လေလောလောဆယ်တော့ကျွန်တော် rider experience တော့မရှိပါဘူးခင်ဗျဟုတ် အဲဟိုပြောလို့တော့မရဘူးပေါ့နော်ကျွန်တော်တို့ကဒီရုပ်ရှင်အမှုပညာကိုဟိုမျက်နှိုးနေတဲ့လူတွေဆိုတော့လေဒီရုပ်ရှင်ရဲ့ပတ်ဝန်းကျင်ရဲ့မှာပဲကျွန်တော်တို့နေထိုင်သွားမယ်ဆိုရင်တော့ရုပ်ဆောင်ကနေပြီးတော့ဟိုဒီပြင် producer director လည်းဖြစ်ချင်လည်းဖြစ်သွားမှာပေါ့လေဟုတ်အော်အမှုအဲကျွန်တော်အဲ့တချင်းတွေကဟိုအဲ့လိုကြည်ရင်နဲ့နားထဲဝင်နေတဲ့ခြင်းလေးတွေအဲ့ဒါနဲ့ကြည်ရင်နဲ့အဲ့လိုမျိုးအိမ်မှာအားနေတဲ့ခြင်းလေးထားကလိုက်တာပြီးတော့ပြင်းပြပါပဲဘာမှမဟုတ်ပါဘူးအဲ့ဒါကိုလည်း ကကွာကိုကြည့်ရင်လည်းရည်ကျင်တာနဲ့သူများလည်းရအောင်တင်ပေးလိုက်တာအဲ့လိုဖန်တော့မဟုတ်ပါဘူးသူတို့အဲ့ trump ဖြစ်နေတဲ့ခြင်းလေးရှိရလေအဲ့လေးကိုနားထောင်နေကိုလည်းအဆင်ပြေမယ်ထင်တယ်ကိုနားရဲလဲဝင်နေတာမျိုးလေးထားလို့လိုက်တော့ဟုတ်တယ်ဟိုကျွန်တော်အဲ့အဲ့ဒါတော့ဟိုပါပေါ့အရင်ကြီးတော့မကြည့်ရပါဘူးအဲ့ကျွန်တော်အဲ့ဒါအပြင်သွားကန်နေလားမသိဘူးအဲ့ဖုန်းထောင်ပြီးတော့အဲ့အဲ့ဝက်ဆိုက်နဲ့ကလိုက်လာအဲ့အပြင်သွားမှုလုပ်နေနေကလိုက်တာ အဲအိမ်မြောင်ကတော့အဲ့မှာသူသူအဲဝါဒနာပါတဲ့ Evers Plus လေးပုံစံမျိုးကျွန်တော်ကတာပေါ့လေ။ဟောအဲ့လိုဒီကတာတော့အဲ့လိုဇောင်းဝင်ခိုင်းရကတာပါပဲအဓိကတော့လေ။ဟုတ်ပါပါလေပါတယ်ဆိုတာဟိုလို professional ပါတာတော့မဟုတ်ဘူးပေါ့လေ။ကျွန်တော်တို့ရဲ့ဒီဖြောပြတင်ဆက်မှုတစ်ခုအတွက်လိုအပ်လာရင်တော့နိမ့်နိမ့်ကကဝါဒနာပါပါတယ်။ဟုတ်အဓိကတော့အဲ့ပေါ့ကျွန်တော် ကျွန်တော်ရဲ့ဖြောပြီးဒီဇင်ဘာတစ်ခုအတွက်လိုအပ်လာရင်တော့ကပြစ်မှာပေါ့ဟိုဒီတိုင်းတော့မကပါဘူး။အော် TikTok ကဒီတိုင်းမှာပဲဖုန်းနံပါတ်နဲ့ဖွင့်ရင်းနဲ့ပဲလို့သူများဟာလေးလိုက်ကြည့်ရင်းနဲ့ပဲဒီခါလေးရလေကိုစိတ်ပါတာလေးရောလဲကောက်တင်လိုက်တာပေါ့။အဲ့ဒါတော့သူတို့နဲ့တော့အစင်မပြောရသေးဘူး။ဒါမဲ့လေသူတို့လက်ခံမှာလုပ်ဖြစ်မှာအောင်သူတို့ privacy ရရှိသေးရဲ့ဆိုတော့ ။တမီးကတော့သူကလည်းသူတငယ်ချင်းညီနေတော့ TikTok တွေရောအဲ့လိုမျိုးကားတာမျိုးတော့မဟုတ်ဘူး။သူတို့ကသူတို့အဲ့လိုမျိုးဟိုဟိုဟာလေးရှိတယ်။ဟို content လေးရှိတယ်။ဒါပေမဲ့သူလည်းအဲ့လိုမျိုးဟိုလိုအရင်ကြီးအဲ့လို trend ရဲ့ကိုလိုက်ပြီးတော့စော့နေတာမဟုတ်ဘူး။သူလည်းအဲ့လိုတငယ်သူတငယ်ချင်းညီနေပဲသူစော့နေအောင်လည်းရှိပါတော့။ Fun challenge. Fun going. Hydration. Boost. ဟဲ့မကပါဘူး။အဲ့လိုကားတယ်ဆိုတာလေကျွန်တော်အဲ့ရကားတာရကြာပြီ။အဲ့လို တင်လိုက်တော့စုစုလိုတော့ဖြစ်သွားတော့အမြဲတမ်းဇက်တိုက်ကြီးကစလို့ဖြစ်နေရပါလေ။အမမတော့ကျွန်တော်အဲ့လိုစိတ်ကူးပါမှထားလောက်တာပါ။အမြဲတမ်းကြီးလဲအဲ့ဒါကြီးကိုလောက်ရမယ်ဆိုရယ်စိတ်နဲ့လောက်တာတော့မဟုတ်ပါဘူး။သူတို့တော့မသိဘူး။မိန်းမလည်းမျိုးသမီးကလည်းအဲ့လို TikTok တွေမှာမတုံးတော့သူလည်းမသိဘူး။တမီးကတော့တွေ့တယ်ပေါ့လေ။တွေ့တော့ဆိုရီရပါတော့ပါ။အဓိကတော့ကလေးက music ကိုပဲအာသနာပါလေ။ဒါမဲ့လည်းအခုချိန်မှာចောင်းစာပူရေးကြီးရယ်ဆိုလည်းចောင်းစာပဲအဓိကဟို main subject အနေနဲ့လုပ်နေရပါတော့။နောက်ပိုင်းမှာပဲ music တက်ကိုတော့ အဲ့တော့ကြာဗီဇပါလာတာပေါ့လေဝါသနာလဲဂီတဘက်ကပို့ပြီးတော့လေသူတို့ကလေးတွေအာတိသရှိတာရှိတော့လေကျွန်တော်တို့ကတော့ပံ့ပိုးရမှာပေါ့ဟုတ်အဲအဲ့လိုတော့မရှိဘူးပြအကြောင်းစာနဲ့ပတ်သက်တဲ့အချိန်မှာတော့သူသူ့ရဲ့ time table နဲ့ time နဲ့သူကြွားနေရပါလေဂီတနဲ့ကတော့သူခုနလိုပဲတချင်းနားထောင်တာလိုပါလို့ပဲရှိပါလေဒီဂီတကို design မဲ့မဲ့လုပ်နေရဆိုလို့မရှိဘူးဒါပေမဲ့သူ့ time table မှာတော့ဒါဒီဟိုစနေရတင်တဲ့ time table လိုပါလို့ရှိနေရပါလေအဲ့လိုတော့တင်နေရပေါ့ဟုတ် အဲ့ဂျင်းနဲ့တာပေါ့ဟိုကျွန်တော်မွေးတဲ့သာသမီကကျွန်တော်မြန်နိုးတဲ့အမှုပညာကိုသူတခုခုဝါနာပါနေတာကိုကျွန်တော်ကဂျင်းနဲ့တာပေါ့ဒါမဲ့လေကလေးစိတ်ဆိုတော့လေပြောလို့မရသေးဘူးပေါ့လေသူတို့အရွယ်ရောက်လာလို့ဘဝတမွေးအောင်တခုခုရွေးချယ်တဲ့အချိန်မှာလည်းပြောင်းကျင်လည်းပြောင်းသွားနိုင်တာပဲဆိုတော့ဂီတာကတော့လူတိုင်းနဲ့မျိုးဆက်ဖို့ကပိုလွယ်တာပေါ့လေကျွန်တော်ငငယ်လေးတည်းကဂီတာဆိုတာလူတိုင်းနဲ့ပို့ပြီးတော့မျိုးဆက်လွယ်တယ်ခီတွေ့လွယ်တယ်ပျော်ဝင်လွယ်တဲ့အမှုပညာဖြစ်နေတော့ဂီတာဘက်ကိုတော့ရာခိုင်လို့များကြတာပေါ့လေ ီရမှာထူးထူးခြားခြားဖြစ်လာမှသာသေုပ်ဆောင်တို့ကျွန်내အမှုပညာကဏ္ဍရဲ့ဒီဟာဟိုသွားတာ哦ဒါပဲရှိပါတယ်။ကြာမမိုးတို့ဒီကားလေးရိုက်ပေးပြီးရင်တော့ကြံရောက်သွားပြီပေါ့။ဒါပါပဲ။ကြံကြံတော့အိမ်မှာနေမှာပေါ့။ဟုတ်။အဲဒီခုချိန်ထိကျွန်တော်တို့အားပေးနေကြတယ်၊ချစ်ပေးနေကြတယ်ပိသက်တွေရောအလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။အဲကျွန်တော်အများကြီးပိသက်တွေအတွက်အမှုပညာဖန်တီးမှုကြီးကျူးစားသွားပါအောင်။